နမဲကြီးကဘာကျော်သရုပ်ဆောင်မင်းသားကြီးဂျက်ကီချန်ကွယ်လွန်သွားပြီဆိုတဲ့ဖြန့်ဝေမှုတွေရှိနေပါတယ်။ Hot Topic Daily ဆိုတဲ့ Facebook စာမျက်နှာတစ်ခုကနေအင်္ဂလိပ်လိုရေးသားကနိုဝင်ဘာ29ရက်မှာမင်းသားကြီးဂျက်ကီချန်သေဆုံးပြီလို့ပုံတပုံနဲ့အတူရေးသားဖြန့်ဝေခဲ့ပါတယ်။ဒါကနိုင်ငံတကာစာမျက်နှာမှာပြန့်နှံ့တဲ့သတင်းပါ။အလားတူပဲမြန်မာအင်တာနက်သုံးဆွဲသူတွေကြားမှာလဲမက်လာကလေးက TikTok မှာပြန့်နှံ့နေပြီးခုထိလဲတွေ့နေရပါဗျ။ပုံထဲမှာတော့ဆေးရုံကရင်ပေါ်မှာဂျက်ကီချန်ကိုပန်းတာအယုပ်လေးနဲ့တွေ့ရပါဗျ။မြေစီမကနေဂျက်ကီချန်တည်ဆုံမှုနဲ့ပတ်သက်လို့ချက်လက်စစ်ဆေးခဲ့ပါဗျ။ အရင်ဆုံးပြည့်နှက်နေတဲ့ပုံကို Google Image Search ကနေတစဉ်အချက်လက်စစ်ဆေးခဲ့ပါတယ်။စစ်ဆေးချက်တွေကဒီပုံဟာ၃ဘက်လောက်ကြာမြင့်ပြီဖြစ်ပြီး Google AI နဲ့ပြုလုပ်ထားတဲ့ပုံဖြစ်တယ်လို့သိရပါတယ်။ Jackie Chan တည်ဆုံမှုဟာလည်းသတင်းအမှားဖြစ်တဲ့အကြောင်းအချို့သောနိုင်ငံတကာကသတင်း website တွေမှာချက်လက်စစ်ဆေးကဖော်ပြထားတာကိုတွေ့ရပါတယ်။မကြာသေးခင်ကာလမှာမြန်မာပြည် Jackie Chan ကနောက်ဆုံးထွက်ရုပ်ရှင်ကားဖြစ်တဲ့ The Sheru Ash ဆိုတဲ့ကားထွက်ရှိခဲ့ပြီဖြစ်ပါတယ်။ဒီဇလန်ပြည်ရဲ့နောက်မှာ Jackie Chan တည်ဆုံနေလို့ပြန့်နှံ့နေတာဖြစ်ပါတယ်။ လက်ရှိချိန်မှာဖြန့်ဝေတဲ့ hot topic daily စာမျက်နှာဟာနမဲကျော်ပုဂ္ဂိုလ်ကြီးနဲ့ပတ်သက်လို့တည်ဆုံးတဲ့အကြောင်းမကြာခဏသတင်းမှားတွေဖြန့်ဝေနေရလဲတွေ့ရပါတယ်။နောက်ပြီးယုံကြည်စိတ်ချရတဲ့ပြည်ရင်းပြည်ပနဲ့နိုင်ငံတကာမီဒီယာတွေမှာဇကီချန်တည်ဆုံးကြောင်းသတင်းဖော်ပြထားတာမျိုးမတွေ့ရပါဘူး။ဒါကြောင့်နမဲကြီးကဘာကျော်တရုတ်ဆောင်မင်းသားကြီးဇကီချန်ဟာကွယ်လွန်သွားပြီဆိုတဲ့သတင်းဟာလူအများကြားစိတ်ဝင်စားမှုရရှိအောင်ဖြန့်ဝေထားတဲ့သတင်းအမှားသာဖြစ်ပါတယ်။မီဇီမာကိုကြည့်ရှုအားပေးနေတဲ့သူတွေအနေနဲ့လည်းစစ်စစ်စီကြံတဲ့တွင်နေရှိခဲ့ရင်မီဇီမာကိုပေးပို့လို့ရပါတယ်။ ပေးပို့မယ်ဆိုရင် t.ly/agfpz ဆိုတဲ့ link ကိုရိုက်ထည့်ပြီးစစ်စည်းစီခြင်းတဲ့တဲ့ရင်အကြောင်းအရာကို link တကွပေးပို့ပေးပို့မြေတားရက်ခံအပ်ပါတယ်လောကောမီဒီယာရဲ့ဆက်လက်ရည်တင်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမမဝီပင်ချင်းကိုကူညီနိုင်ကြမယ်အသိပေးထိတ်ခေါ်လိုက်ပါစေ